မဲမပင်းရလို့လုံတော်လို့ဒီရွေးတော်ပေါ်ရပြတ်သွားမှာလားမပြတ်ဘူးရွေးတော်ပေါ်ရမပြတ်ဘူးပြင်းရှင်းတာလဲမေးတာကပြည်သူကိုမေးရမှာမဟုတ်ဘူးမင်းအောင်နိုင်ကိုမေးရမှာဒါဆိုရင်ဘယ်လိုရလဒ်မျိုးဖြစ်နေကြလဲဟမ်2021ဖေဖော်ဝါရီလ3ရက်နေ့မှာအာနာတိန်တယ်မတ်လ29ရက်နေ့မှာလူ900ကျော်စစ်တပ်ကတပ်ပလိုက်ပြီအဲ့ဒီဟာကိုခင်ဗျားဘာတောင်းယူနေနိုင်ငံတမဆိုခင်ဗျားတို့ကဘယ်သူ့ကိုနိုင်နေကြလဲကျွန်တော်မေးရလိမ့်မယ်ပြေးလိုက်ပြီပြောခင်ဗျားဘယ်နေရာတပ်ပြီးရအဲ့လိုတော်တော်တော့ဖေဆောက်ခေါင်းနဲ့អော်လို့ရတယ်អော်ကြည့် စစ်တပ်လက်မခံတဲ့စကားထုံးအော်ဒီတယ်။အော်လို့ရမလား။ကိုပါကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးတော်တော်စီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့မဲမပေးဖို့လှုပ်ဆော်သူတွေနဲ့ lobby အုပ်စုကိုအထူးတတိပေးလိုက်ကိုကိုကြီးအားအမေသားကြီးကိုစီမဆုံးမလိုက်ပြီမို့အဆုံးထိနားစင်ဝေဖန်တုံးတက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာတူတူလူလူအနေနဲ့နိုင်ငံရေးနဲ့ပတ်သက်လာရင်လေငါအဖွဲ့ ငါလေးစားတဲ့လူအဲ့ငါခေါင်းဆောင်စသဖြင့်အဲ့ဒါလို့ပုံကိုဇွဲတဲ့ဆိုင်လုံရက်တွေကိုကြည့်ပြီးတော့ဆုံးဖြတ်တာအောင်ဆိုတော့အခုဒီမှာပုံကိုကြီးဒါရှင်းစစ်ရှင်းမျိုးဆက်လို့ပြောလိုက်လို့ရှိရင်ဒီတော်လန်ရင်းမဖြစ်ခင်အထိ2021အာနာမသိခင်အထိအဲ့ဒီအဲ့ဒီရှင်းစစ်ရှင်းမျိုးဆက်လို့ပြောလိုက်တာနဲ့လူတွေဟာအော်တိုကြီးညိုပြီးသားဖြစ်သွားတယ်နော်အဲ့ဒီရှင်းစစ်ရှင်းဆိုတဲ့နာမည်အချိန်နဲ့တွားလာခဲ့တာအဲ့တော့ကိုကိုကြီးကိုကိုကြီးက NLD ပါတီကိုဝင်ရောတယ်နေရာတနေရာတောင်းတယ်မရတဲ့အဆုံးမှာသူ့အတူကိုယ်ပြီးပါတီထောင်တယ်

ကကောင်းပြီရေယုံကြည်နဲ့စာရင်းကိုပေးလိုက်လို့ခင်ဗျားတို့အာမခံတယ်လို့ပြည်သူဘဝအတွက်ဘာအာမခံချက်ပေးနိုင်ဘာမှအာမခံချက်မပေးနိုင်မဲ့ရေယုံကြည်လောက်ခွင့်ပေးလိုက်လို့ပြီးမှဟာကျွန်တော်တို့လုံးနိုင်ဘူးကွာဆိုဘယ်လိုလုပ်ပါ့မလဲပြည်သူကဟမ်အဲ့လိုပြောလို့ရကြည်လားနိုင်ငံရေးသမားဆိုတာဟာကျွန်တော်တို့ရေယုံကြည်နဲ့လောက်ခွင့်ပေးပါလို့ပြောလို့ရကြည်လားမဟုတ်ဘူးနော်အာမခံချက်ပေးရတယ်ပြည်သူကိုဘာအာမခံချက်ပေးနိုင်မလဲဟုတ်တော့အားအရေးကြီးဆုံးပဲနော်ဘာမှလားအမကလည်းမပေးနဲ့ရေယုံကြည်နဲ့ဆောင်းခွင့်ပေးပါဆိုပြည်သူကမဲတွေ့တဲ့လူယုံကြည်ပြီးလောက်ခံရဘူးလားဟုတ်တယ်မလား ်အဲ့တော့တော့ဘယ်လိုမျိုးလဲဘယ်လိုမျိုးလဲမင်းတို့ဘာကြောင့်ဘာဖြစ်လဲဘယ်လိုမှရတော့ဘယ်လိုမျိုးလဲမတိတူတူဘူချောင်းအောင်စံပုံစံနဲ့တူပြီးတော့ပြောနေပုံစံရှိမင်းတို့ပြည်ရဲ့ဘုရားလူကြီးမျိုးတော့ဘယ်လိုတက်တော့တာလဲဘယ်လိုမျိုးလဲဘာဖြစ်လဲဘာလို့လဲဘယ်လိုရလဲဘယ်လိုဖြစ်နေလဲအဲ့တော့ကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ဆီကြီးဘယ်နာတန်းကြီးလာလဲဘယ်လိုရင်းပြတာလဲနိုင်ငံရေးကြီးလဲဘယ်မှာချိုးပန်းနေတဲ့သူတွေကိုမဲမပြောဟန်တော်တားဆီးနေလဲဆိုရင်ဘယ်တော့ဘယ်လိုနိုင်ငံရေးကြီးလဲတော့ပြောလိုက် ကိုတော့ဖြစ်ချင်လားအဲ့စကောဖြစ်ချင်လားမဖြစ်ချင်လားကိုစဉ်းစားလဲတော့ကြည့်လို့ရတယ်။ဘာဖြစ်ချင်တာလဲမေးတာကပြည်သူကိုမေးရမှာမဟုတ်ဘူး။မင်းအောင်နိုင်ကိုမေးရမှာဟမ်2021ဖေဖော်ဝါရီလတရက်နေ့မှာအာနာသိန်းနဲ့မတ်လ29ရက်နေ့မှာလူ900ကျော်စစ်တပ်ကတပ်ပလိုက်ပြီအဲ့ဒီဟာကိုခင်ဗျားဘာတောင်းဝင်ယူနေနိုင်ငံရေးသမားဆိုဟမ်အဲ့ဒီဒူတွေအတွက်ဘာဘဒူတောင်းဝင်ယူမှလဲ အဲ့ဒီလူတွေကအတိုင်းအသေးခံလိုက်ပြီးတော့ဒီရွေးကောက်ပွဲကိုကျင်းပမင်းအောင်နိုင်ရနိုင်မင်းအောင်နိုင်ကြိုက်တဲ့လူကအစိုးရဖွဲ့ဒီတိုင်းပြည်ကိုဆက်အုပ်ချုပ်ပေးခဲ့တဲ့ကောင်တွေဖမ်းခံတိတဲ့ကောင်တွေမတရားတပ်ခံတိတဲ့လူတွေအကောင်လုံးကအော်တိုပြောက်အဲ့လိုဘဝမျိုးလားဒီလူပစကဒီစကားမျိုးတွေပြောထွက်တာအံ့ဩတယ်ဗျာတကယ်ပဲဒါနိုင်ငံရေးဓမ္မလားဒါဘာကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာလေဟိုငါတို့ကနိုင်ငံရေးကိုဘယ်ကာလအလုပ်လာလဲရှင်းရှင်းပြောရင်ကျွန်တော်တို့နိုင်ငံတနိုင်ငံအတွက်အတုံးကြတဲ့နိုင်ငံရေးဓမ္မဆိုတာလုံတဲ့လုံတဲ့နဲ့ပိုင်ဖြတ်တာမဟုတ်ဘူး လုံရက်နဲ့ပိုင်ခက်တာခင်ဗျားခင်ဗျားဒီဘောမင်း၄၆လှည့်ရမယ်လှုပ်လာလှုပ်လာစောက်သုံးကြတဲ့ကောင်ကတက်တက်လုံးလုံးနဲ့စောက်သုံးကြဘူးပဲအဲ့တော့တက်တက်လုံးလုံးလာလေဆိုပြီးဆရာကြီးပါဆိုပြီးထိုင်ပြီးတော့အယူကန်တီဗီပို့ခွေရမှာလားလောက်ရက်ကတည်းကအဓိကတည်သူအတွက်ဘာအာမခံချက်ပေးနိုင်မလဲတည်သူကိုဘာလို့ပေးနိုင်လဲအဲ့ဒါနိုင်ငံရေးတမားကိုင်းရဲ့အဓိကပွင့်ပဲဒီနိုင်ငံရေးတမားတယောက်ကပြည်သူတွေအတွက်ဘာလို့ပေးနိုင်မလဲတည်သူတွေအတွက်ဘာလို့ပေးခဲ့လဲလက်ရှိဘာလို့ပေးနိုင်မယ်လို့အာမခံထားလဲရှင်းပါလေဘာလို့ပေးခဲ့လဲဘာလို့ပေးနိုင်မယ်လို့အာမခံထားလဲအဲ့ဒါအဓိကအခုတူဘာအာမခံနိုင်လဲ ဟမ်ဒီရွေးကောက်ပွဲကိုမဲပေးမှုပဲအသက်တော်ကဲမဲပေးပြီမင်းနေနဲ့ကြံ့ဖို့ကိုနိုင်မလားနော်ဒီသူ့ပါတီဆိုတဲ့ဒီဒီကိုကိုကြီးတို့ပါတီကြံ့ဖို့ကိုနိုင်မလားစပီယာစနစ်နဲ့လွှတ်တော်တွေရောက်သွားပြီနော်အစုံခုတင်သွင်းပြီကြံ့ဖို့ကပယ်ချလိုက်ပြီခင်ဗျားတို့လုပ်လို့ရမယ်ဟမ်ဘာမှမလုပ်လို့မရတာဟာယူတကယ်တော့ဒီလူတွေကပါလဲဆိုတော့အရှုံးကိုလက်မခံဘူးငါတို့တကယ်လုံးလုံးလာတဲ့နိုင်ငံကြီးတမငါတို့ကိုပြည်သူကထောက်ခံရမယ်ဆိုတဲ့ဒီစိတ်တစ်ခုကိုဘာလို့လဲလက်ခံထားတာမဟုတ်ဘူးတော့ ပြည်သူဆိုတာကလောက်ရက်ကိုကြည့်မှာတက်တလုံးလောက်လာတဲ့ပေဟောဒီဘောမင်းလေးဘက်လျှောက်တဲ့အချိန်ကနိုင်နိုင်ရေလောက်လာတာဖြစ်လာပါစေကျွန်တော်တော်နိုင်မှရှိတယ်ငါတော်နိုင်ရေမှဘလောက်လောက်လာလဲဘာပြောလို့မရမင်းလောက်လာတာအဲ့မင်းမင်းဘလို့မှခိုင်းတာမဟုတ်ဟုတ်မှာကိုတီးစက်တဲ့ကူတော့ဟာငါတက်တလုံးတော်နိုင်စားရငါလောက်လာလားငါ့ကိုယူတရမယ်လေးစားမယ်ငါ့ကိုနေရာပေးရမယ်တော်ပြဆောက်ယူပေါ့ဟုတ်တယ်မလားရှင်းရှင်းလေးပဲမင်းဘာလောက်နေလဲဘာလောက်ခဲ့တယ်ပဲပြည်သွဲကြည့်မှာအရင်မင်းဘာလောက်ခဲ့တယ်အေးတော်နိုင်စားနေရတော်နိုင်မှာလောက်ခဲ့အခုဘာလောက်နေအခုလည်းထဲထဲဝင်တော်နိုင်မှာလောက်နေဆိုရင်မင်းတို့ပြည်သူကလေးစားမှာပဲနေရာတစ်ခုပေးမှာပဲ ဟုတ်တယ်နော်အဲ့တော့ငါတက်တက်နှောင်းနှောင်းလာတယ်ငါ့ကိုတကယ်ပေးနေရမရရင်ဘာမှအင်းထုံးနဲ့ထုံးမယ်ဆိုရင်တော့ရကတာနိုင်ငံရေးတမမဟုတ်ဘူးအဲ့တော့မြန်မာပြည်မှာပြောရရင်နိုင်ငံရေးနိုင်ငံရေးတမဆိုပြီးတော့ရှင်းရှင်းပြောရင်ထင်ပေါ်ဖို့ကြော်ကြားဖို့နေရာရဖို့အာနာယူဖို့နောက်အချက်တွေပဲကင်ဆွဲပြီးတော့နိုင်ငံရေးတမအော်လိုက်အော်များတယ်ဒါပုံမဲ့လေးလေးပြောတာနော်နောက်မှထွက်လိုက်ပေါ့မင်းတို့အခုမှတက်လာတဲ့ကောင်တွေမဲကာထားရသေးတယ်စောက်ရှက်နေလည်းမရှိကြဘူးဟမ်ဘာတော့နေလဲဘာလဲလည်းလည်းဒီထောက်ပါရမယ်ဆိုတော့အစိုးရဘက်ကတော့တိုးနေတာပါနိုင်ငံရေးဘက်ကတော့ပြင်းပြလိုက်ပါ တော်တော်နိုင်ငံရေးပလက်ဖောင်းအများကြီးတိစောက်တော်တော်ရဲ့နိုင်ငံရေးလုပ်ကြည့်ကြခင်ဗျားတို့ရဲ့နိုင်ငံရေးပလက်ဖောင်းကတိစောက်လာတာဘယ်လောက်ကြီးရလဲဟမ်ဘာဖြစ်လို့မရစန်စုနှစ်ပေါင်းများစွာတိစောက်လာပြီးသွားပြီလေဘာဖြစ်ခဲ့လဲကိုကိုကြီးဆိုတာဒီနေ့မှထွက်ပြီးနိုင်ငံရေးပလက်ဖောင်းတိစောက်လာလားဟို88ရက်တိစောက်လာတာဘာလို့ပေးနိုင်တဲ့ပြည်သူတွေဒါလို့ပြည်သူတွေကိုရဟန်းရှင်ပြည်သူအားလုံးကိုမနေရဖမ်းဆီးတယ်တပ်ဖြတ်တယ်မျိုးစုံလုပ်တယ်အာဏာတွေတိုင်းတယ်ဟမ်ဘာတခုခင်ဗျားတို့ပလက်ဖောင်းကဘာတွေလုပ်ခဲ့လဲနှစ်ပေါင်းများစွာဆွဲလာတဲ့ပလက်ဖောင်းဘာဖြစ်လာခဲ့လဲအန္တနီယိုဝင်ဖို့နေရာရဖို့ နော်အစင်မပြေဂိမခိုင်တဲ့အချိန်မှာကိုယ့်ကိုပါတီထောင်တယ်ကိုယ့်ကိုပါတီထောင်တော့ကိုယ့်ကိုလူယုံကြည်မှုမရှိတော့လူကွင်းနေရမရဘူးအဲ့ဒီအတွက်မရတဲ့ဆက်မှာမဆိုင်နဲ့ဟမ်လူတွေကမဲမပေါင်းတဲ့ပေါင်းတိုက်တဲ့ရန်သူနဲ့ပေါင်းတယ်ဟိုးဒီလိုတွေတကယ်ချီးတော့တယ်ပဲအဲ့တော့ကျွန်တော်ပြီးပါဘူးအဲ့တော့ကျွန်တော်ဒီလိုလိုဟာကတော့တောက်သွားလို့ပါတယ်ကျွန်တော်တော့အမှန်တော့ပြန်ကြည့်ဖွင့်ရတော့တို့ဘာမိပြတ်ပါရောလား ကတ္တိမရှက်ဘူးနော်ဖြစ်နေတဲ့တိုင်းပြည်ရဲ့အခြေအနေကိုဒါပကတိမြင်ရတာဟမ်ရှင်းတဲ့ရှင်းတဲ့ကနေခင်ဗျားတို့ဒီနေ့ချိန်ကြီးအဲ့ဒီမီးပြတ်သွားပြီဆိုတဲ့စကားတစ်ခုတော့ပတ်ပြအောင်လုပ်နိုင်တယ်နိုင်ငံရေးတမားလို့ကပြောတာအဲ့ဒီလူတွေမီးပြတ်သွားပြီဆိုတဲ့စကားတစ်ခုတော့မြန်မာပြည်မှာပတ်ပြအောင်လုပ်နိုင်လားနိုင်ငံရေးတမားတွေအောင်းနေတာအဲ့တော့ကျွန်တော်တို့ပြောချင်တာကခင်ဗျားတို့နိုင်ငံရေးလုပ်မှာမလားခဏလေးတော့စောက်ပြီးခဏလေးစောက်ပြီးနော်သူများကလည်းအဲ့ဒီနိုင်ငံကြီးလှုပ်လို့ရအောင်အသက်အသေးခံပေးနေကြတယ်။ခင်ဗျားတို့အေးအေးဆေးဆေးနိုင်ငံကြီးလှုပ်လို့ရအောင်ခလေးတွေအသေးခံပေးနေတယ် ဘဝတွေရင်းပေးတယ်အသက်တွေရင်းပေးတယ်အဲ့ဒါဘာလို့လဲခင်ဗျားတို့ပြီးရင်နိုင်ငံကြီးလုပ်လို့ရတယ်နော်အဲ့တော့ဒီဟာမပြီးတဲ့နိုင်ငံကြီးလုပ်မယ်ဆိုရင်တော့ခင်ဗျားတို့လုံလာခဲ့တဲ့ကာလတစ်လျှောက်စောင့်မတ်မရှိဘူးလားလို့ပဲရင်ရင်ပေးရမယ်ဟမ်ဒီစစ်တပ်ကိုခင်ဗျားတို့အန်တုနိုင်ခဲ့လားဘာလုံနိုင်ခဲ့လဲနောက်ချင်းချင်းနဲ့ဥပဒေကာပြီးတော့အန်အန်ဒီကိုယ်တိုင်လွတ်တော်တဲ့ရောက်ခဲ့တော့တင်သွင်းမြအစော်တိုင်းကိုဘယ်နှခုကိုလက်ခံဝင်ပြုခဲ့လဲဒါရီကိုဘာမဟုတ်တဲ့ခင်ဗျားတို့လိုမျိုးပါချီပါချက်ပါတီကမဲပြီးတော့ကပေးလိုက်ပြီးတော့ခင်ဗျားဘယ်နေရာတက်ပြီးတော့အဲ့လွတ်တော်တိုင်းမှာဘယ်ဆောက်ခေါင်းနဲ့အော်လို့ရအောင်အော်ချက် 哎，现在他们看的是干活，好几天，好多样了，啊，那些现在干嘛偏开呢？不是我去干屋里边偏门路交接哦，喏，我那个。မန္တလေးမြို့ရကားလမ်းမပေါ်၌စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရာစကိုင်းတိုင်းမြို့ရမြို့တောင်ဘက်မန္တလေးမြို့ရသွားကားလမ်းမပေါ်မှာနိုဝင်ဘာ20ရက်မနက်ကစစ်ကောင်းစီကားနှစ်စီးမိုင်းဆွဲခံရတယ်လို့မျက်မြင်တွေ့ရှိသူတွေစီကနေသိရပါဗျာ အဆိုပါစစ်တပ်ကားရန်ဟာမုံရွာမြို့ကနေမန္တလေးဘက်ကိုထွက်လာစဉ်အခုလိုမိုင်းဆွဲခံရတာလို့သိရပါဗျ။ခီးသွားကားရင်မောင်းတယောက်ကအဆွဲခံရတဲ့နေရာကမအူရွာနဲ့မုံရွေးရွာကြားမှာအဆွဲခံရတာစစ်ကားနှစ်စီးကတော့အတော်လေးပျက်စီးတယ်အသေးပြောက်လည်းရှိနိုင်တယ်ဗျစစ်တပ်ကသူတို့ကားရန်မိုင်းဆွဲခံရပြီးခီးသွားကားတွေနဲ့ကုန်ကားတွေကိုတားဆီးစစ်ဆေးပြီးမိုင်းဆွဲခံရတဲ့ကားရန်ကိုကြည့်ရှုခွင့်မပေးဘဲအမြန်အမောင်းခိုင်းတယ်လို့ပြောပါဗျ။ စစ်ကောင်စီတပ်ကမနက်ပိုင်းမှာစစ်ကားလေးစီးနဲ့မန္တလေးမြို့ဘက်ကိုသွားတာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖက်ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်ကပြောပါရယ်စစ်တပ်ကဂျမ်ဘာကားနှစ်စီးဆက်နှစ်ပြီးကားနှစ်စီးစုစုပေါင်းလေးစီးထွက်လာတယ်လို့ကြိုတင်သတင်းရလို့ကျွန်တော်တို့ဆွဲမိုင်းဆွဲပြီးတိုက်ခိုက်ခဲ့တာဗျာကားနှစ်စီးကတော့ပက်လက်လန်သွားတယ်အခုတခြားကားနှစ်စီးကိုချောဆွဲပြီးမန္တလေးဘက်ထပ်မောင်းသွားတယ်ကျွန်တော်တို့မိုင်းကနှစ်လုံးဆွဲတိုက်ခိုက်ခဲ့တာပြအထိခိုက်တေဆုံးကတော့စုံစမ်းနေသေးပါပဲ အခုတိုက်ခိုက်မှုကိုဂိုဖြူလေးအဖွဲ့ကမိုင်းဆွဲခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ကအထိခိုက်မရှိစုခွာနိုင်ခဲ့တယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ14ရက်မနက်8:53မိနစ်ကလည်းစာလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှဂျင်းနီတွေတဲဆောင်လာတဲ့တွဲက23စီးပါစစ်ကောင်စီရင်နှန်းနဲ့လုံခြုံရေးလိုက်ပါခဲ့တဲ့ရင်6စီးကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ကမုံရွာမန္တလေးလမ်းပိုင်းကနေအခုလိုဘုံခွဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါဗျ။ ပြောသလိုတသက်လုံးကို88ထက်ကအော်လာနဲ့မီးပြတ်သွားပြီဆိုတဲ့စကလုံးတော်မှာဟိတ်တိုင်းပြီမှာအတန်တက်အောင်ခင်ဗျားတို့အရင်လောက်ကြည့်လိုက်အိုးအတိတ်မဲ့မရှိတာစောက်ချက်တွေလည်းမရှိကြဘူးနေရာတနေရာအာနာတနေရာယူဖို့အတွက်ဟမ်အသက်ပေးနေတဲ့ကလေးတွေပါမထောက်လက်သက်ကင်လမ်းစဉ်အစိုးရောက်တယ်ဆိုတော့ဖေရာခံလိုက်တော့ဟောဟမ်ကိုနေရာတနေရာရောက်အတွက်ကိုအာနာတနေရာယူဖို့အတွက်ဒီတိုင်းပြီမှာလူကြီးတွေဆိုတော့ရှင်းရှင်းပြတွေ့ဖို့နီးရဲ့ကောင်တွေများလာတာနော်လူကြီးတိုင်းကိုကျွန်တော်တိတ်လုံးစော်ကားတာတော့မဟုတ်ဘူးသူအတိတ်တည်းကတည့်ဝတဲ့လူကြီးတွေရှိတယ်လို့တချို့တလေကောင်တွေကလူကြီးဆိုတာတွေ့ဖို့နီးလာတဲ့ကောင်တွေ ဘလောက်တိုင်းပြည်စုပ်ပြတ်တတ်နေတဲ့ဟာကိုဒါကြီးကိုအသေးအံသည်ဒါတော့ဒါကျွန်တော်တို့ပါတီရဲ့ဓနရင်အချင်းနေပဲဘလောက်လူငယ်တော့ကောင်းတဲ့ရှင်းနေတော့ကျွန်တော်တို့နိုင်ငံရေးစလို့တော့လေဒီလိုဆင်နေပိတ်နေမရှိဘူးဟာလာနားမရတော့ရတဲ့ကိုခုံလေးကိုဆွတ်တယ်ပြီးတော့လုံ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 နဲ့ဘေးကဝိုက်ခိုင်တော့ပြအဲ့ဒီပုံမှန်တက်ပြီးတော့ဟောနေတော့ဒီမင်းတွေတော့ပါတော့လေငါကျွန်တော်မိုက်မလို့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီဘောတက်တာလေ အဲ့တော့ဘယ်လိုမှမဖောက်ပြန်ပေါ်လုပ်တဲ့အချိန်မှာဒီမိုးရဲ့အကြောက်အဲ့တော့ကျွန်တော်တို့ကအဲ့တော့ဒီလူတွေလို့ဒီလိုပေါ်အောင်နေရင်လက်ဆွေစည်းုံနဲ့ခါကြတော့အဲ့တော့ကိုယ်ကိုယ်နဲ့ကတခါရင်အားထုတ်တဲ့ခါကြတော့အဲ့တော့ဘယ်လိုမှဘာသိသိနဲ့ပြန်နေလို့ကျွန်တော်တို့ကအားမမခံနိုင်ဘူးမပြန်မပြန်နိုင်အဲ့တော့ကျွန်တော်တို့ဘာတွေပြန်နိုင်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးပဲပြန်နိုင်နိုင်ငံရေးပါတီဆိုတော့နိုင်ငံရေးရှိမှနိုင်ငံရေးပါတီလို့ပြောရအောင်အဲ့တော့ကျွန်တော်တို့ကမှခနေတာကကျွန်တော်တို့ကနိုင်ငံရေးကတော့အပြည့်ဝကျွန်တော်တို့ကအားမမခံအဲ့တော့ကျွန်တော်တို့လက်ရည်ချက်ဆောင်လို့ပါနိုင်ငံရေးယုံကြည်ချက်ခံယူချက်ပေါ်မှာပဲကျွန်တော်တို့ခိုင်ခိုင်မာမာရပ် အဲ့တော့ဒီတော့တခြားဘုံနဲ့နေကြခဲ့တယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးတော့ရွေးချယ်တဲ့ခါကျတော့တချို့ကတောက်သွားလို့လာတယ်ဟာကျွန်တော်ကကြီးတယ်ကျွန်တော်ဆိုရင်ကပြောတယ်တောက်တဲ့နိုင်ငံရေးမဲ့ပို့လို့ကျွန်တော်ပြောတာအဲ့တော့ခုလည်းဒီတော့ထိတ်ထောင်နေတဲ့ဆိုင်ဖူနေတဲ့ချိန်မှာဟလာအဲ့ထိတ်ထောင်မှုတွေဆိုင်ဖူမှုတွေကိုရင်ဆိုင်ပြီးတော့လုပ်နေတဲ့ခိစားတော့ထောင်ကျမှာတက်တော့မှပုံပြီးတော့ကျွန်တော်တို့ကဟလာတောက်ကြပါလေဘာလဲလဲတော့နိုင်ငံရေးကလူချစ်တာထောက်ခံတာလည်းလုပ်ချင်တာအဲ့တော့လူချစ်ရင်ပြည်အောင်ဆိုပြီးတော့ကုတိုင်သားတွေထောက်ပေးလို့လာတော့ဒီလူလူမျိုးကျွန်တော်တို့ကလမ်းတော်မှာကျွန်တော်တို့ပို့တယ် အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးထောက်ဆောင်ဆိုတာလူတိုင်းနားလာရေးဒီမှာလည်းပြောလို့ရအောင်အခုတော့ရိုးတည်တော့လိုက်တာဖြစ်ဖြစ်ဖြစ်လိုက်တာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ကပြောပြီးတော့လူလူများနားလည်းလက်ခံလာအောင်ကျွန်တော်တို့ကပြောရမယ်အဲလူတိုင်းနားပြီးတော့ဟာလို့ကျွန်တော်တို့မပြောဘူးမလုပ်ဘူးအဲ့တော့ဒါကဒါကျွန်တော်တို့ယုံကြည်ချက်လက်တည်ချက်ပဲအဲ့တော့ဒါတော့မလို့အဲ့တော့အစိုးရကလည်းပြောတာကျွန်တော်ပြောနိုင်ငံရေးပြန်ဖောက်ဖို့ချက်ချင်းမကြည့်ပါနဲ့နိုင်ငံရေးပြန်ဖောက်ပြန်ပြီးအကောင်းပါကျွန်တော်တို့ပြည်သူတွေတဝူးချင်းတယောက်ချင်းပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးဟာရွေးကောက်ပွဲနိုင်ငံရေးနိုင်ငံနိုင်ငံရေးကိုအားကြီးရလို့ဒုလက်ကိစ္စဟာပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမဟုတ်နဲ့ ဲ့တော့မင်းလွှဲချင်တာကြတော့ပြည်သူတိုင်းပြည်သူတိုင်းဥပဒေပေါင်းထဲကနေပြီးတော့သူ့ရဲ့စံနှုန်းကိုပုံထုတ်နိုင်တဲ့ဝင်လမ်းဖြစ်တယ်အဲ့ဒါကိုချက်ချင်းမဖြစ်ပါနဲ့လို့အဲ့ဒီဆုံးတဲ့ခါကိုကျွန်တော်ပြောတယ်အဲ့တော့နောက်ခုခဏနေနောက်ခုခဏနေအဲ့ဒါဆိုမင်းရောက်နိုင်အောင်တော့ပြောလေ2020မှာမဲပေးခဲ့ကြတာအားလုံးလေဘလူးဖြည့်ဆည်းခဲ့ကြတာလေဒီပြည်သူတွေဒီလက်နက်ကိုင်တွေဖြည့်ဆည်းခဲ့တာမဟုတ်ဘူးမင်းရောက်နိုင်ဖြည့်ဆည်းခဲ့လို့ဒီပြည်သူတွေကဒီဆန္ဒမဲတပြားတွေအကုန်ဖြည့်ဆည်းခဲ့ရတာလေအဲ့တော့ပြည်သူတွေကရှင်းတယ်သူတို့အားပေးခဲ့တဲ့ရွေးကောက်ပွဲဆိုတာဒီတိုင်းပြည်မှာလုပ်ခဲ့ကြွားပြီဒါကိုအကောင့်ထဲပေါကံမရမရှင်း ်နောက်တစ်ခါဆိုတဲ့အရာကိုအတိတ်ပဲဘယ်သူမှလက်ခံမှာမဟုတ်တော့ဘူးဟုတ်တယ်နော်ပြည်သူတွေရွေးကောက်ပွဲကိုလက်မခံတာမဟုတ်ဘူးပြည်သူတွေရွေးကောက်ပွဲကိုလက်ခံလို့ပဲတိုက်တိုက်ဝင်းဝင်းနဲ့ကြိုးဆိုပြပြီးတော့သူတို့ကိုယ်တိုင်အားသက်သရောဒီပါရောက်တယ်ဆိုတာလေအလောက်ကနေဖွင့်ယူပြီးတတရာတွားဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဒါပေမဲ့2020ရွေးကောက်ပွဲမှာတန်ယုံတွေမှာထိုင်းစင်ကာပူမလေးရှားကိုရီးယားဂျပန်မြန်မာတန်ယုံတွေမှာတွားကြည့်ပါလာခဲ့တဲ့ပြည်သူအင်အားဘယ်လောက်ရှိခဲ့လဲဆိုတာအဲ့ဒါတွေအားလုံးဟာဘုဒ္ဓကိုမဲပေးခဲ့လေခမင်းစားတဲ့လူတိုင်းတိတယ် ရှင်းရှင်းလေးဒါကြီးတို့အတင်းအဓမ္မအမှန်တရားကြီးကိုဖုံးဖိပြီးတော့နေရတနေရအာနာယူဖို့အတွက်ဒီလူယုံမာတွေနဲ့နော်ဖက်လက်တင်းလုံးတီတူကိုအခုလိုစကားတွေပြောမတိလို့ရှိရင်ဟိုဘာပဲလုပ်တော့မလို့ညာပဲလုပ်တော့မလို့တသက်လုံးနဲ့ဒီလိုစကားတွေပြောပြီးတော့အချိန်ကုန်လာတာပဲဟို88ပဲရတယ်အခု2020ငားရောက်လာပြီဟမ်ကိုကိုကြီးဘာလုပ်ဝေးနိုင်တဲ့တိုင်းကြီးအတွက်နိုင်ငံရေးပလက်ဖောင်းကနေစုံရှောက်လာတော့သူများရှောက်ပေါ်လဲရှောက်လို့ရပါလူကတတ်မတင်ဖြစ်နိုင်ငံရေးစိတ်ဝင်စားကောင်တွေရပ်ပတ်ထမ်းတာလို့ပဲအဲ့လိုဖိစံရေးထိုင်တဲ့ဒရင်းစာလေးဖက်လိုက် ပုံမှန်လေးဟိုပုံမှန်လေးကြောင်းပြလိုက်ဒီပုံမှန်လေးကြောင်းပြလိုက်တသက်လုံးဟောလာတဲ့ကောင်ကြီးရက်ွက်တိုင်းမှာလည်းရှိတယ်။ဒါပေမဲ့အဓိကလှုပ်ရက်ကိုကြည့်ရမှာဘာလုံးနိုင်လဲဘာလုံးနိုင်ခဲ့လဲဘာအလုံးနိုင်အောင်မှလဲနော်အဲ့တော့ပုံကိုကြီး၈၈ကနေဒီနေ့ထိ၈၈ပါတီဆိုနိုင်ငံရေးမှာဟိုကွက်တဲ့ဒီကွက်တဲ့ဟိုဂျုံနေနေရဟောတရားဟောတော့ထောင်ကြံပြီးတော့နိုင်ငံရေးလောက်လာတဲ့အတွက်ရေချိန်တစ်ခုရှိတယ်။ဒါပေမဲ့အခု၈၈မျိုးဆက်ချင်းတူရင်တော့မှမင်းကိုနိုင်ဆိုတဲ့ကိုမင်းကိုနိုင်လိုဟာမျိုးနဲ့ကိုကိုကြီးလိုဟာမျိုးနဲ့တန်ဖိုးချင်းပြည်သူအတွက်ဘယ်လူကမြင့်သွားလဲ။အဲ့ဒါလောက်ရ ဲ့ဒါလောက်ရပြည်သူကပေးတဲ့အမှတ်မဟုတ်ဘူးနော်ကိုကိုတိုင်းဖြေတဲ့အမှတ်ရှင်းရှင်းလေးနိုင်ငံရေးတမားဆိုတာပြည်သူတွေဘာဖြစ်ချင်လဲဆိုတာသိရမယ်အဲ့တော့တတလုံးငါတို့ကလောက်ခဲ့တယ်ငါတို့ကနိုင်ငံရေးဂုရုကြီးတွေမင်းတို့ကမနေ့ကနေ့မှလောက်တယ်ဒါမပြောနဲ့ဟောအဲ့ဒါဆိုရင်တော့လက်နက်ကင်နာကလေးတွေကလီးလံပြောက်ဝင်လေးမှမဟုတ်ရှင်းရှင်းလေးပဲနော်မင်းကြည့်ပါကိုစီစကားပြောရိုင်းရိုင်းလေးဒါပေမဲ့ပြည်သူတွေကမင်းကြည့်ပါနော်ကျွန်တော်ပြောတဲ့စကားမှားလားလို့ ဟုတ်နော်ငါတို့ကတက်တက်လုံး88တိကနိုင်ငံကြီးလောက်တာမင်းတို့ကဒီနေ့မှနက်နက်ကြိုင်တယ်မင်းတို့လေအော်ဘာဖြစ်တာညမစာပြောရင်တော့လက်နက်ကြိုင်တဲ့ကလေးတွေဘာလို့လဲလီးညာပြဖို့ဝင်လေးမှာမဟုတ်အဲ့လိုရှင်းရှင်းလေးပဲသိလားအဲ့တော့နိုင်ငံကြီးလောက်မယ်ဆိုရင်စောက်ပေါက်ပိတ်ပြီးခဏစောက်တာနိုင်ငံကြီးလောက်လို့ရတဲ့အချိန်မဟုတ်ဘူးတော်နိုင်ငံကာလတိုင်းပြည်မှာကာလဆိုတာရှိတယ်ကာလန်ဒေတန်အက်ကန်တနန်ဆိုတဲ့စကားအလကားပြောခဲ့တာမဟုတ်ဘူး သူကာလသူအပိုင်းခြားသူဒေတာနဲ့လိုက်ရောညီထွေလောက်ရတယ်ဆိုတဲ့စကားကိုရှင်းလူကြီးတွေအလကားပြောခဲ့တာမဟုတ်ဘူးအဲ့တော့နိုင်ငံရေးကာလမှာနိုင်ငံရေးလောက်ကြတော်နိုင်ရေးကာလမှာတော်နိုင်ရေးလောက်ကြအဲ့ဒါလူတိုင်းလောက်ရမယ်အလို့မြန်မာပြည်မှာစောက်ပြေတနာတွေရှုပ်တယ်ဆိုတာအခုလိုမျိုးကိုစောက်လို့ကိုမလောက်ကြလို့ပြေတနာတွေတက်ပြီးဒီတိုင်းဒီချင်းကြီးရောက်တာနော်အဲ့တော့အများကြီးမပြောချင်တော့ပါဘူးနောက်တစ်ခုဗီဒီယိုဖိုင်နဲ့ကြက်သေးသုံးလို့ဆက်ဟိုဒါကြုံလို့ဖွင့်ပြတာမှာဒီလိုကောင်မျိုးတွေစကားတွေကိုလက်ခံပြီးတော့နားထောင်စရာအကြောင်းကိုမရှိတော့ဒါကျွန်တော်ကတော့ရှင်းတယ်ဒီလိုမျိုးတကယ်မမှန်တဲ့ နိုင်ငံရေးသမားတွေပြီးလို့ရှိရင်တစ်ဖက်ကနော်ဒီစိုက်ဝါထည့်နေတဲ့ကောင်တွေစကားတွေဆိုရင်လိုအပ်မှလားသူ့ကိုပြန်ပြောဖို့အတွက်လိုအပ်မှလားနားထောင်လိုက်မလိုအပ်ရင်ဖြစ်နိုင်ရင်လုံးဝဒီလူတွေစကားကိုကျွန်တော်မကြည့်ဘူးအားမပေးဘူးအေးလိုအပ်တော့ပြောဖို့ဆိုရင်ကြည့်လိုက်နော်အခုဒါကိုကိုကြီးဆိုအတူပါတီတို့အတိုင်းအတာသူစီယုံတာကဲကောင်းပြီကိုကိုကြီးပါတီကိုပြည်သူတွေမဲပေးလိုက်လွတ်တော်တဲ့ရောက်သွားပြီအစိုးရကတင်ပေးမယ်စံပုတ်ကပယ်ချလိုက်ရင်ကိုကိုကြီးနေနဲ့အဲ့အစိုးအောင်မြင်လားအဲ့ဒါပဲလေမင်းတို့မင်းတို့ကြိုက်တော့လားဟိုမှာ25ရာခိုင်နှုန်းစစ်တပ်နဲ့စံပုတ်နဲ့ပေါင်းပြီးစောင့်နေတက်လာတဲ့ကောင် ကလာတဲ့ကောင်ရိုက်ချနေတာလေအဲ့တော့ဒါကြီးတို့နိုင်ငံကြီးနီးလိုက်ရပလက်ဖောင်ကြီးပေးပါယုံကြည်ပေးပါအော်တော့ဘာမှလုပ်လို့မရတဲ့အရာကြီးကိုမင်းတို့နှုတ်ခွင့်ပေးလိုက်ယူဒီတိုင်းကြီးနှစ်တင်ကြပြီးတော့သူများကနိုင်ကြစုတ်ပြက်လာလာပဲဖတ်နေတယ်လေဘာမှဖြစ်မလာဘူးလေအဲ့တော့ပလက်ဖောင်ကြီးလောက်ခဲ့တာ88တန်းကနေ2021တိပလက်ဖောင်ကြီးမလုပ်လုပ်ခဲ့ဘူးဟာပြီလေဟမ်တရင်တရင်ရုပ်ဝါတဲ့ကောင်နဲ့လမ်းလွဲဝါတဲ့ကောင်နဲ့အဲကြံနေခဲ့တဲ့သူကိုပြန်တိုက်ခိုက်တဲ့သူနဲ့အဲ့ဒါကြီးကလုံးဝအကြီးတန်းတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့နိုင်ငံမှာเนาะကိုကိုကြီးမှမဟုတ်ဘူး။နိုင်ငံကြီးလှုပ်ချင်မှတဲ့ဘိုးတော်တွေ၊ဘွားတော်တွေ တောင်းပန်ပါတယ်ခဏလေးစောက်ပေးပါဒီကာလဒီနိုင်ငံရေးကာလမဟုတ်ဘူးတော်နိုင်ရေးကာလနော်တော်နိုင်ရေးကာလမှာတော်နိုင်ရေးကိုပြတ်အောင်ဝိုင်းလုံနိုင်လို့ခမားတို့တွေထိခိုက်မှာစိုးလို့မလုံနိုင်ဘူးဆိုလေခဏလေးစောက်ပေးပါလုံနေတဲ့လူတွေဒုက္ခရောက်အောင်တတိကအောက်ရောက်အောင်အရှိန်ကနေကန့်ကန့်အမီးထောက်ပြီးမပြေးပါနဲ့လို့ပဲဂျိုကန်ကြီးတောင်းပန်ခြင်းတယ်